ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ freedom fighter ရေးထပ်ပါဒီနေ့တော့ကျွန်တော်အာလက်နက်ကိုင်လန်းစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ freedom fighter အဖွဲ့အမြင်တွေကိုကျွန်တော်ဆွေးနွေးကြပါတယ်ပုံမှန်အဖြစ်ကျွန်တော်တို့ freedom fighter အဖွဲ့အားအချမ်းမဖက်လန်းစင်ကိုပြောလိုက်တယ်ဆိုလူတွေကမေးလေးရှိတယ်ပေါ့နော်ဒါကအာလက်နက်ကိုင်လန်းစင်ကိုမထောက်ခံတာလားနောက်တစ်ခုကဒီလက်နက်ကိုင်လန်းစင်ကအချမ်းဖက်လန်းစင်ကိုပြောရတာစသဖြင့်ကျွန်တော်တို့မေးခွန်းမေးလေးရှိတယ်ပေါ့နော်ဆိုတော့ဒါကိုလည်းကျွန်တော်တို့အရှင်းပြချင်တာဖြစ်ပါတယ် ဆိုတော့ဒီကျွန်တော်အနေနဲ့2021ပေါ့နော်ကျွန်တော် Final Fighter အဖွဲ့ကိုစတင်နေတာကျွန်တော်အကြံဖတ်လန်စပုံမှာပဲလက်ခံကြိုးကြည့်တာဖြစ်တယ်ဒီလက်ခံလန်စင်နဲ့ပတ်သက်တော့ကျွန်တော်မှဆွေးနွေးဆရာချက်ပြရှိတယ်ပေါ့နော်အဲ့တော့အခြေခံအဖြစ်တစ်ချက်ကတော့အာကျွန်တော်အနေနဲ့ဒီလက်ခံလန်စင်မှာပါဝင်နေတဲ့သူတွေရဲ့ဒီဖြတ်တန်းမှုကျွန်တော်လေးစားတယ်အသိမှတ်ပြုတယ်။နောက်လက်ခံလန်စင်မှာအခုအများစုပေါ့နော်တွားနေတဲ့ UI ချက်ပေါ့နော်ကျွန်တော် Federal Democracy ပဲပြောပြော ပိုပြီးငြိမ်းချမ်းတိုးတက်တဲ့လူဖွဲ့စည်းသွားခြင်းနဲ့ပေါ့နော်ဆိုတော့ဒီအနာဂတ်ကိုအကောင်းအောင်တည်ဆောက်ခြင်းနဲ့ဆိုတော့ဒီရင်းမှန်းချက်တွေမှာလည်းကျွန်တော်တို့ထပ်တူရှိပါတယ်ကျွန်တော်သဘောတူရယ်ပေါ့နော်ဒါပေမဲ့ဒီနီးနာပိုင်းပေါ့နော်နန္ဒကိုင်းနန်းဆိုတော့အကောင့်ထဲပေါ်တဲ့နီးနာပိုင်းမှာတော့ကျွန်တော်အနေနဲ့အာမယုံကြည်တဲ့အပိုင်းတွေမေးခွန်းတွေပန်တရားတွေရှိရယ်ပေါ့နော်ဆိုတော့ဒါလည်းကျွန်တော်ဆွေးနွေးခြင်းပါတယ်ဆိုတော့ပထမဆုံးကတော့ဒီအောင်မြင်နိုင်မှုပေါ့နော်လက်တွေ့ရအောင်မြင်နိုင်နန္ဒကိုင်းနန်းဆိုင်အောင်မြင်မှုအင်တာနက်ခတ် ော်ကျွန်တော်သူ့တည်နာရည်လည်းပြင်ကြည့်မယ်ဆိုရင်ဒီ2010ကနေ2020မှာလူလူလှုပ်ရှားမှုဒီအကြမ်းဖက်နည်းနဲ့အောင်မြင်တာနဲ့လက်နက်ကင်နည်းနဲ့အောင်မြင်တာဆိုရင်ဒီအကြမ်းဖက်နည်းနဲ့ကထက်မြအဖြစ်ပေါ့နော်30ဆက်ဒါကင်လုံး30ငါ36အဲ့လိုမျိုးရကင်လုံးလောက်ရှိတယ်လက်နက်ကင်လန်းစင်ကတော့800ကင်လုံးလောက်ပဲရှိဒါ2010နဲ့2020ပေါ့နော်2020နောက်ပိုင်းပို့ပြီးကြာလာမယ်လို့ကျွန်တော်တို့မြင်တယ်။အဲကြောင့်လဲဆိုကဘာမှာလည်း ဒီတရုတ်တို့ရုရှားတို့ထောင်တက်လာတယ်အနောက်နိုင်ငံတွေကလည်းနည်းနည်းကိုထောက်ပံ့မှုတိုင်ခင်းရင်သွားတယ်ဆိုတော့ဒီနိုင်ငံတွေလည်းဆိုရင်နောက်ထပ်အောင်မြင်နိုင်မှုကဘာကြောင့်နေရလဲဆိုတော့ဒီနိုင်ငံတကာဒီထောက်ပံ့မှုအမြဲတမ်းရည်ကြီးအထူးသဖြင့်အင်ဂျင်ချင်းနိုင်ငံတွေထောက်ပံ့မှုဆိုတော့မြန်မာနိုင်ငံရဲ့ရှိချင်းတွေကထောက်ပံ့မှုကကျွန်တော်လည်းမျက်မြင်ကိုတွေ့မယ်တရုတ်ရောရုရှားရောအခုအိန္ဒိယပါကျွန်တော်တို့စစ်တပ်ကိုထောက်ပံ့တာဖြစ်တယ်တော်လိုင်းကိုထောက်ပံ့တာမဟုတ်ဘူးဆိုတော့ဒီချက်နဲ့လည်းတွေ့မှာလှုပ်ဆောင်နေတက်ခတ်တယ် ောက်တစ်ခုကစုဖွဲ့မှုပေါ့နော်ကျွန်တော်လက်ခံတဲ့အချက်ဘယ်လောက်စုဖွဲ့မှုအားကောင်းလဲပေါ့ဆိုတဲ့အပေါ်မှာလည်းမူတည်တာပေါ့ဆိုတော့လက်ရှိမြန်မာနိုင်ငံရဲ့ຫນွေဥတော်လိုင်းမှာဆိုလည်းစုဖွဲ့ရောအများကြီးပဲအမေပူပန်းလုံးဆောင်ဖို့ဒီတိုက်ခတ်တယ်ပေါ့ဆိုတော့ဒီချက်တွေကိုထောက်ရှုမယ်ဆိုရင်လက်နက်ကန်နဲ့ဆိုရင်အောင်မြင်ဖို့ဆိုတာအင်မတန်ခက်တယ်အဲ့တော့ဒါကိုလည်းကျွန်တော်ကကျွန်တော်အနေနဲ့ဟိုပြန်ပြီးစဉ်းစားစီချင်တာပေါ့နော်ကျွန်တော်ကစည်ရင်းနီလန်းနဲ့ဖြေရှားဖို့ဆိုတာတကယ်တော့ဖြစ်နိုင်မလားလွယ်ကူမလားဆိုတဲ့အပိုင်းရှိတယ်ပေါ့နော်နောက်တစ်ခုကဟုတ်ပြီเนาะဒါကတော့ တယ်မဖြစ်နိုင်ဆိုတော့နောက်ထပ်မိကုန်တစ်ခုပေါ့လောက်ကြည့်ရမှာပဲဆိုတဲ့အခါမှာကျွန်တော်နောက်ထပ်ကျွန်တော်တို့ရနောက်ထပ်မိကုန်ရှိတာဒီပေးဆက်ရမှုပေါ့နော်ဘလောက်ပေးဆက်ရတာထိုက်တယ်မှုရှိဆိုတော့ငငိုင်နေစံအတိရတိုင်းမိတာအသက်တည်ပေးဆက်ရတာလူငယ်တွေရဲ့အနာဂတ်တည်ပေးဆက်ရတာကျွန်တော်တို့လက်နက်ကန်နေစံဖြစ်ပြီဆိုတာနဲ့လူသေးပြောက်ခရရင်ထောင်အင်တန်တက်သွားအများကြီးဖြစ်သွားပြီပေါ့နော်အများကြီးထောင်တက်သွားပြီအဲလူတွေဆိုရင်လည်းဒါစစ်နဲ့ဒိုင်ရိုက်ထိပြီးထိခိုက်နာကျင်ပြီးတိတ်ဆုံးသွားတဲ့သူတွေလည်းရှိတယ်တချို့တွေကြတော့စစ်နဲ့မဟုတ်ဘဲနဲ့ဒါ ီစစ်ဘေးရှောင်ရင်းနဲ့လမ်းမတည်တာတို့เนาะထွက်ပြေးနေတဲ့အာစာနေရာမှာကျမရဲ့ဆော့ရှောင်းမြားလို့တည်တာစသဖြင့်ဒီလိုလူတွေလည်းအများကြီးရှိဆိုတိုင်းပြည်ကလူတွေအများကြီးဒုက္ခရောက်တဲ့အခါကက်ဘေးတစ်ခုပဲပေါ့စစ်ဆိုတာဆိုတော့ခါစီးပွားရေးပညာအကုန်ထိခိုက်တာပေါ့เนาะကျွန်တော်တို့လက်နက်ကင်တိုက်ပွဲမှာဒီတိုက်ပွဲငယ်လေးတစ်ခုဖြစ်ဖို့တော့မှာဒီမိနစ်ပိုင်းလေးအတွင်းမှာအသုံးပြုတဲ့ဒီအသုံးစိတ်တာထောလာထောင်ကနေတောင်းကနေရှိဒါကိုကျွန်တော်တို့လက်ရှိအခု CDN ဆရာဆရာမတွေဟို နားစာမပြီးနိုင်။ဘာလို့လဲဆိုတော့ကျွန်တော်စိတ်ရင်းမှာအကုန်တုံးနေရတယ်။ဆိုတော့စသဖြင့်ဒါတွေကကျွန်တော်စဉ်းစားဖို့လိုတာပေါ့နော်။စိတ်ရင်းရဲ့ကုန်ချက်စိတ်ကလည်းအင်တန်များတယ်။ဒီပတ်စံတွေကချားနေရရတာမဟုတ်ဘူး။ကျွန်တော်တို့ရက်ဖက်ပြီးသူတွေတုံးဝပေးရတယ်။ပြန်ပြီးစုပ်ယူလိုက်တာ။နော်တင်ရစာတရရရရမယ်။အခုနေရရရမယ်။ဒီပြည်သူတွေတုံးဝမယ်။ရံမုံငွေတွေကနေမယ်။ဒါစိတ်ရင်းကိုပြန်တုံးဝတာ။ဆိုတော့စိတ်ရင်းမှာများတုံးနေဆိုရင်ကွန်ပျူတာတိတ်မလုပ်နိုင်ဘူး။ဒါအခြေခံပဲ။ဒီငြိမ်မှုမရှိရင်တူတက်မှုမရှိဘူး။စစ်ဖြစ်နေရောတော့ ဒီဖက်ဖက်ကထိခိုက်တာဖြစ်တယ်။ဆိုတော့ဒါယူကျွန်တော်တို့ကထည့်စင်တာပို့လို့ရပေါ့။ဒီပေးဆက်ရမှု။အဲ့တော့နောက်ကျွန်တော်ဒါတွေကတော့ဟုတ်ပြီပေးဆက်မှုကရှိနိုင်တာပေါ့နော်။ဒါအကြောင်းလေးလို့ကျွန်တော်တို့ပေးဆက်ရမှာပဲလို့ပြောလိမ့်မယ်။ကျွန်တော်တို့ကနောက်ထပ်စိုးရိမ်နေပေးဆက်မှုကတော့ဒီခုနပြောရုပ်ဝတ္ထုတွေအနာဂတ်တွေလက်ဆိုင်ပို့ပြီးအရေးကြီးတာဒီကျွန်တော်အတွင်းပိုင်းပေါ့နော်။ကျွန်တော်တို့ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုလို့ကျွန်တော်ပြောအောင်ဒီအာကျင့်ဝတ်ပိုင်းဆိုင်ရာနောက်လူသားဆန်မှုဆိုင်ရာထိခိုက် တော့ဒီဟာပါလဲဆိုတော့လက်နက်ကင်တန်းစင်ကကျွန်တော်တို့အမ်ဥဝင်လေးပြောရရင်တော့ဒါဟိုအကျံဖတ်တယ်ဆိုတာထက်ပေါ့နော်ဒါရုပ်ပိုင်းဆိုင်ရာအကျံဖတ်မှုပေါ့နော်ဒီနေ့ခါပြတဖက်သားထိခိုက်ငါကြောင်လောက်ရတဲ့ dancing ဖြစ်တယ်။ဒီနေ့အဖြစ်ဒီမှာတေတာတေအောင်တတ်ရတဲ့ပိုင်းတွေပါတယ်နော်။ဒါစစ်ဖြစ်တာဆိုမှာနော်။ဆိုတော့သူများကိုတတ်တယ်သူများကိုထိခိုက်နိုင်ကြောင်လုပ်တယ်ဆိုတာဟိုဘယ်လိုပြောရမလဲ။လောက်တာတော့လွယ်တယ်ပေါ့နော်။လက်ညိုလေးကိုွေးလိုက်ရုံပဲပေါ့နော်။ ဒါပေမဲ့တကယ်လည်းစိတ်ပိုင်းဆိုင်မှာကျွန်တော်အများကြီးပြင်ဆင်ရတယ်ခိခိုက်ရတယ်ပေါ့အဲ့ဆိုကိုကတခြားတယောက်ကိုကိုမိတ်ဆွေကိုတင်ငင်းချင်းတို့သဘောထားဆိုပြတ်သက်ဖို့လွယ်ပါမတွေ့ဘူးအဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့တစ်ဖက်ကိုကျွန်တော်လူသားအဖြစ်က short ပလိုက်တစ်ဖက်ကိုလူသားလည်းမျိုးမမြင်ရဘူးတရိတ်ဆန်ပဲဖြစ်ဖြစ်စသဖြင့်ပေါ့ရန်သူဖြစ်အောင်မြင်လိုက်အဲ့လိုမြင်တဲ့လှုပ်ဆောင်ချက်တိုင်းမှာကိုယ့်ရဲ့လူသားဆန်ပါတယ်ဆုံးရှုံးဆိုတော့ဒါအခြေခံအချက်တွေဖြစ်တယ် ဆိုဒီချက်တွေကြောင့်အာကျွန်တော်တို့အနေနဲ့လက်တကိုင်းလမ်းစဉ်ပေါ်မှာအာတန်တရားရှိတယ်ပေါ့နော်ဆိုတော့နောက်နောက်တစ်ချက်ပေါ့နော်ကျွန်တော်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ရှိသေးတယ်အဲ့ဒါကတော့ဒီလူတို့ရဲ့ပေါဝင်တိုင်းကိုအားနေတယ်ပေါ့အဲ့တော့ပြည်သူတွေအများဆုံးကတော့တော်လိုင်းရောအောင်မြင်စီတင်ကြတယ်ဒါပေမဲ့ဒီလက်နဲ့ကိုင်းတဲ့သူတွေကိုပဲမျှော်နေရတယ်ဒီနေ့ application မျှော်ရတာပေါ့နော်အဲ့လိုမျှော်ရတာများလာတဲ့အခါမှာပြည်သူကကိုကိုဒီအပြောင်းလဲလုပ်နိုင်တယ်ဆိုရင်ယုံကြည်ချက်မရှိတော့ဘူးဒီစိတ်ရင်း ဒီလက်နဲ့ကင်တဲ့သူတွေကိုပဲလက်နဲ့ကင်တက်ဖွဲ့လို့ပဲညှော်နေတော့အဲ့လိုညှော်နေတာအများလာပြီဆိုရင်ဒီလူဖွဲ့စရာဒီမိုကရေစီဖြစ်ဖို့မလွယ်တော့ဘူးဒါအာဏာရှင်တွေပဲဖြစ်လာတယ်ဆိုတော့ဒါလည်းအခုမှမဟုတ်ဘူးကျွန်တော်တို့ဒီလက်ရှိမြန်မာတက်မတော်ဆိုရင်လည်းဒါအခြေခံအဖြစ်အစပိုင်းမှာလွတ်လပ်ရလာတဲ့အချိန်မှာပြည်သူတွေကထောက်ခံခဲ့ကြရတယ်ပြည်သူတွေပမာပြည်သူတွေကထောက်ခံခဲ့ကြရတယ်ဒီထောက်ခံတဲ့အင်အားစုကပဲတဖြည်းဖြည်းနဲ့ကျွန်တော်အရက်ဖက်အဖွဲ့စီကမထင်းချောင်းနိုင်တဲ့အခါမှာအခုလိုပဲအာဏာရှင် ဒီလိုပဲတိုနီလကောင်ပဲတိုင်းသားတော်လိုင်းအင်အားစုတွေမှာလည်းထိုးပြဿနာအများကြီးဒီလိုမျိုးဖြစ်တဲ့ပြဿနာအများကြီးရှိတယ်ပေါ့နော်။ကျော်ဒါတွေကိုကျွန်တော်တို့အာချင်းချင်းစဉ်းစားဖို့လိုတယ်ပေါ့နော်။ကျော်ပြန်ချုံရရင်တော့အဓိကပြဿနာကြီး၃ရက်ရှိတယ်။တေချံလက်တွေ့အောင်မြင်နိုင်ခြင်းပြဿနာရှိတယ်။နှစ်ချက်ပေးဆက်ရမှုပေါ့နော်။ပေးဆက်ရမှုမှာမှကျွန်တော်တို့ကျွန်တော်ရဲ့လူသားဆန်မှုကျုံ့ပိုင်းဆိုင်ရာထိခိုက်မှုပေါ့နော်။ဒါကြီးလည်းကျွန်တော်ထပ်တော့ဖို့လိုတယ်။၃ချက်ကျွန်တော်ပြည်သူတွေပေါင်းနိုင်မှုနည်းတယ်။အဲ့လိုနည်းတဲ့အတွက် ာနာရှင်တွေဖြစ်ဖို့အရန်လာလာဒီ၃ချက်ကြောင့်ကျွန်တော်တို့ကလက်နက်ကင်လန်စင်ကိုအာတတိအင်တန်ထားတယ်။တစ်ဖက်မှာလည်းလက်နက်ကင်လန်စင်လောက်ရတဲ့သူတွေရဲ့ဒီအကြောင်းရင်းလည်းကျွန်တော်နားနေပြီလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နွေဦးထွန်လိုင်းအစမှာဒီလူတွေများဆိုတာအကြမ်းဖက်လန်စင်ကိုလုတ်ခဲကြရတယ်။ဒါပေမဲ့ဒီနည်းနဲ့ထိရောက်မှုမရှိဘူးဆိုတော့မြင်သွားတယ်။အဲ့တော့စစ်တက်ကဖြစ်နေမှလည်းအင်တန်ပြင်းထန်တယ်ပေါ့နော်။ကျွန်တော်စစ်ကြောရေးမှာတက်ဖြတ်တာတွေဆန္ဒပြတဲ့ ဒီလူငယ်တွေကိုကားနဲ့ဝင်လိုက်တာစပါဘောနော်ပုံစံအမျိုးမျိုးနဲ့ရဲဆက်ဆက်လုတ်တဲ့အခါမှာဒီသူတွေအနေနဲ့လက်နက်ကန်နန်းစင်ကိုဒါရွေးရွေးချယ်ရမယ်ဆိုရင်အမျိုးမျိုးဖြစ်သွားတာကျွန်တော်နားလေတယ်နောက်ဒီလိုမျိုးလုပ်ငယ်လူငယ်တွေလည်းကျွန်တော်လေးစားတယ်ဒါပေမဲ့တစ်ဖက်မှာဒီခဏပြောအားနည်းချက်တွေရှိတာမှကျွန်တော်ကတော့အာတွေ့ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့ဒီဂျမ်ဖတ်လန်းစင်ပေါ့ပါပဲလှုပ်ရှားဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့လက်ရှိမဟာဗီဝါတော့ဘလို့ရှိလဲပေါ့ကျွန်တော်တို့အနေနဲ့ကတော့ဒီလက်နက်ကန်နန်းစင်ကိုကျွန်တော်မထောက်ခံဘူး လုံးလည်းမယုံကြည်ဘူးပေါ့နော်ဒါပေမဲ့နည်းနည်းကိုင်းနေတဲ့လူငယ်တွေသူတို့ရဲ့စွန့်လွတ်မှုတွေပေးဆပ်မှုပြုံမျှော်လင့်ချက်ပေါ့နော်ဒါတွေလည်းကျွန်တော်တို့အသိမှတ်ပြုတယ်ဒီအပိုင်းဒီမှာကျွန်တော်တွဲလို့ဖို့ယူရချက်ရှိတယ်အဲ့တော့ကျွန်တော်ရဲ့မဟာဗျူဟာဘယ်လိုလဲဆိုတော့လက်ရှိလက်ရှိမှာဒါကျွန်တော်အရှိတရားလက်ခံရတော့မယ်ကျွန်တော်တို့စိတ်ရရတာအားကြီးနေပြီနည်းနည်းကိုင်းစုဖွဲ့နေပြီတဲ့ဒါတွေကိုကျွန်တော်တို့ကအမ်အကြမ်းဖက်လန်းစင်နဲ့ပဲအပြောင်းလဲဖြောင်းလုပ်ပါမယ်လို့လည်းပြောလို့မရဘူးလက်ရှိမှာရှိနေတဲ့အင်အားစုတွေရဲ့အခြေအနေတွေကျွန်တော်တို့အသိမှတ်ပြုရမယ်လေးစား ော့ကျွန်တော်လက်ရှိစဉ်းစားတာတော့ဒီအမ်ဒီလက်ရှိလက်နက်ကင်လမ်းစဉ်ပေါ့နော်လက်နက်ကင်လမ်းစဉ်ကလက်ရှိမှာတော့ဒီအပြုတ်တိုက်ကြီးတနည်းအားဖြင့်အကန့်အသတ်မဲ့တိုက်ပွဲပုံစံဖြစ်နေတယ်။တစ်ဖက်တစ်ဖက်အပြုတ်ရှင်မဲ့စစ်ကိုပဲအနိုင်တိုက်မယ်ပေါ့နော် unlimited war ဖြစ်နေ။ဆိုတော့ဒါကိုကျွန်တော်တို့က limited war ဖြစ်အောင်ပြောင်းမယ်။နောက်တစ်ခုကခုခံစစ်ပေါ့နော်။တစ်ဖက်ကလုံးဝအမြင့်ပြည့်ချိန်မုန်းနေဆိုတော့ဘက်ကမဟုတ်ပဲနဲ့ခုခံစစ်ပေါ့နော်ကျွန်တော်နေဦးတော်လိုင်းအစား စက်တင်ဘာလောက်မှလည်း NUG ကခုခံဆွဆိုပြီးပြောတယ်။နောက်ပြည်သူတွေကလည်းအဲ့အချိန်မှာလက်နက်ကိုင်းနဲ့ယူရဲချက်ကလည်းခုခံနေဆိုရင်ဟုတ်တယ်ပဲပြောတာပေါ့။ဆိုတော့ဒါကြောင့်ကျွန်တော်တို့ကတော့ဒီခုခံဆစ်ဆိုတာကိုပဲဒီအစုံမရှိပေါ့နော်။အပြုတ်ရှင်းရေးဆိုတဲ့စစ်ပွဲရနေခုခံဆစ်ဆိုတာတော့တွားဖို့ကျွန်တော်တို့ကတိုက်တွန်း။ဒီဟာလည်းကျွန်တော်မဟာပြူအရေးကဒီလက်နက်ကိုင်းတပ်ဖွဲ့နဲ့ပူးပေါင်းပြီးလုပ်သွားမယ်ပေါ့နော်။ဆိုတော့ဘယ်လိုလုပ်မှလဲပေါ့နော်။ခုခံဆစ်ဆိုတာပါတယ်နော်။အကုန်လုံးကဒီခေတ်မှာခုခံဆစ်လို့ပြောကြတာပေါ့နော်။လက်ရှိဒီအာရုရှားဆိုတဲ့ဒါယူကရိန်းဝင်တိုက်တာဆိုခုခံတယ်လို့ ဆိုတော့ကျွန်တော်အနေနဲ့ခုခံနေဆိုတာကိုပြောတဲ့အခါမှာအချက်၃ချက်ကျွန်တော်မြင်နေပါတော့။တိအချက်ခုခံနေဆိုတာဒီအမ်စီရင်နီလန်းကတခုတည်းတော့အဖြစ်မဟုတ်ဘူး။စီရင်နီလန်းနောက်ဆုံးဖြစ်ဖြစ်ရပါတော့။ဆိုတော့ဒီစီရင်နီလန်းကဒီ military အဖြစ်ပေါ့နော် military action က less resort ပဲဖြစ်ရမယ်။ not the only solution မဟုတ်ဘူး။တခုတည်းတော့အဖြစ်မဟုတ်ဘူး။နောက်ဆုံးအဖြစ်ပဲဖြစ် ဆိုပြောချင်တာတခြားနည်းလမ်းတွေကျွန်တော်တို့အမြဲမပြတ်ရှာနေဖို့လိုတယ်ဒါအခြေခံအချက်ပေါ့နော်ဒီအချက်ကိုသွားဖို့လိုတယ်နှိချက်လက်နဲ့ကိုင်းနေစင်ကကျွန်တော်အမုန်းတရားပေါ်အခြေခံလို့မရအောင်ကျွန်တော်ညှော်လင်းချက်ကိုအခြေခံတယ်နော်ကျွန်တော်အမုန်းတရားရရှိတာနားလေတယ်ဒါပေမဲ့အိတ်ထပ်ပူအားကြီးတဲ့ညှော်လင်းချက်နဲ့ထိန်းချောက်ဖို့လိုတယ်ဒါဆိုလို့ကျွန်တော်ပါလဲဆိုတော့ကျွန်တော်တို့လက်ရှိမှာဆိုရင်အဲစစ်ခွေးဘဏ္ဍာကောင်တည်တယ်အမုန်းဟင်္ဂါဘဏ္ဍာပွဲဒါမျိုးနဲ့ပေါ့နော်ကျွန်တော်တို့က တစ်ဖက်ကဘယ်နှယောက်တည်တာအောင်ပျော်ရွှင်နေရတဲ့ပုံစံမျိုးပေါ့နော်ဒါကျွန်တော်လူများစုပျော်ရွှင်နေတော့မပျော်ဒါပေမဲ့တချို့ပေါ့နော်စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့သူတွေပြောဒီတစ်ဖက်ကလည်းလှုပ်ဆော်တဲ့သူတွေရဲ့ပျော်ခါလည်းပါမှာပေါ့နော်ဒီ social media မှာအထူးသဖြင့်မြင်ရတယ်ဆိုတော့ဒီချက်တွေကျွန်တော်ပြန်ဆင်ခြင်မို့လို့တယ်တစ်ဖက်ကလူတည်တာကျွန်တော်တို့ပျော်အောင်မဲ့ချင်မဟုတ်ဘူးအထူးသဖြင့်တစ်ဖက်ကစစ်မှုတန်းဆွဲခံရတဲ့လူလည်းဖြစ်နိုင်တာအဲ့ဒါကိုကျွန်တော်ကလူဘယ်နှယောက်တည်တဲ့ထောင်ခုံယူစရာချင်မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့လှုပ်ဆောင်မှုတိုင်းကညှို့လေးချက်နိုင်ငံညှို့လေးချက် အနာကက်ကိုဘယ်လောက်တိဆောက်လဲဆိုတော့မှာသွားဖို့လိုတယ်။ဒါနံပါတ်2။၃ရက်ကျွန်တော်တို့အာခုနကဒီနံပါတ်1နဲ့လည်းပြန်ချိတာပေါ့။တခြားနည်းနဲ့နေရှာ။တခြားနည်းနဲ့ဘာလဲဆိုတော့ကျွန်တော်တို့အများကြီးဖြစ်နိုင်နေ။အာအခြေခံဖြစ်တော့နိုင်ငံကြီးလမ်းဖြစ်မှာပေါ့နော်။နိုင်ငံကြီးပုံမှာကျွန်တော်ပြည်သူလူထုကိုပြီးအင်အားကြီးလာအောင်ဒီရက်ဖက်အင်အားဆိုပြီးအားကြီးလာအောင်စစ်ဖက်ရက်ဖက်ဆက်ဆိုင်ညှတာဘယ်လိုလုပ်မလဲ။ဒါတွေလိုတယ်။နောက်တစ်ခုကကျွန်တော်စိတ်ရင်းနှီးလမ်းမှုပဲနဲ့ကျွန်တော်တခြားနည်းနဲ့လည်းဖိအားပေးလို့ရတယ်။ ဆိုလိုချင်တာကဘာလဲဆိုတော့ကိုကပိုကောင်းတဲ့ပုံစံနဲ့လုပ်ပြန်ပိုကောင်းတဲ့ပုံစံနဲ့ support ပိုကောင်းတဲ့ဥပမာတွေလုပ်ပြန်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီစင်ပြိုင် model ပေါ့နော်ဒီဖြစ်လာဒီလိုနီးနေကျွန်တော်တို့ကဒီလက်နက်ကင်အစုဖွဲ့အများကြီးရှိမှာပေါ့ဒီမှာနေเนาะအဲ့တော့တစ်ဖွဲ့ကကောင်းတဲ့အပြုမူတွေเนาะအခုကင်ရင်ဒီမှာကောင်းတဲ့အပြုမူတွေရှိတယ်အာ inclusive ပိုဖြစ်တဲ့ပုံစံနေနဲ့စုဖွဲ့လာတယ်ဒါကိုကျွန်တော်တခြားနေရာနေလေ့လာပါအာနော်ကရင်မှာလည်းသူရဲ့ဒီမိုကရေစီစံနဲ့ ုံချုံမှုပုံစံဒီတိဆောက်နေရရှိတယ်။ဒါတော့လည်းကျွန်တော်တခြားနေရာရဲ့အပြန်အလှန်လိလာပြီးတော့အာကျွန်တော်တို့အတူယူကြတယ်။တစ်ဖက်နဲ့တစ်ဖက်အားပြိုင်တဲ့အခါမှာလက်နက်နဲ့စစ်ရေးနဲ့အားပြိုင်နေမှာမဟုတ်ဘဲနဲ့ဘယ်လောက်တိဆောက်ရင်းလုံနိုင်လဲ။ဘယ်လောက်ကိုကကိုပြောတဲ့ဟာနဲ့ကိုက်အောင်လုံနိုင်လဲ။ကိုတိဆောက်မယ်ဆိုရင်အနာကပ်ပေါ်မှာအခြေခံပြီးကိုဘယ်လောက်လုံနိုင်လဲဆိုတော့ပြရင်နဲ့ကျွန်တော်တက်နေတော့အပြန်အလှန်ထိန်းချောင်းတဲ့ပုံစံကျွန်တော်သွားဖို့။ဒါဆိုကျွန်တော် defensive wall ပြင်ဖြစ်လာမယ်။ဒီလိုမျိုး defensive wall ဖြစ်လာပြီဆိုရင်နောက်တစ်ဆင့် တို့နိုင်ငံရေးနည်းလမ်းနဲ့တို့တို့တိုင်းပြည်အဖြေရှာဖို့အပူမီနှိဆက်သွားတယ်ဒီလိုမျိုးတော့ကျွန်တော်မျှော်လင့်ပါတယ်ဆိုဒီပုံမှာပဲကျွန်တော်တို့အပူပေါင်းသွားမယ်ပေါ့နော်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနိုင်ငံရေးယူဆတိဆောက်တာနိုင်ငံရေးစနစ်တွေတိဆောက်တဲ့အပိုင်းတွေတော့ဒူးဒူးနဲ့ပေါ့နော်ရက်ဖက်စပက်ဆက်ဆံရေးအပိုင်းတိဆောက်တဲ့အပိုင်းတွေမှာကျွန်တော်အနေနဲ့ကတော့အပူပေါင်းသွားဖို့ပြင်ဆင်ထားပါတယ်ဆိုဒီမှာကျွန်တော်နောက်ဆုံးပိတ်ကျွန်တော်ပြောချင်တာဒီလက်နက်ကိုင်နန်းစင်ကိုကျွန်တော်တို့ဒီချိန်မှာထိ ंछ ောက်ဖို့လိုနေပြီပေါ့နော်လက်နက်ကိုင်နန်းစင်ကဒီခေတ်ကာလတစ်ချောင်းတုန်းကဒီ ရေတိုမျောလင်းချက်တွေများတယ်အမုံတရားတွေများတဲ့အခါမှာထိန်ကွအရန်နေခဲ့တယ်ပေါ့နော်အဲ့တော့ဒီလက်နက်ငိုင်လက်စင်လုံနေတဲ့ဒီအမုံတရားတွေချောက်ပေါ့နော်ပြန်ပြီးတော့အာနာရှင်စန္ဒာတွေပြည်သူတွေကိုပြောင်းဝလှည့်တာတွေဖိထိတာတွေအများကြီးဖြစ်လာပြီပေါ့နော်ဆိုတော့အခုချိန်မှာနိုင်လားမနိုင်လားလည်းမသိတော့ပူပြီးဆိုတာပေါ့နော်မျောလင်းချက်တွေကကြာလာတော့အကုန်လုံးလက်နက်ငိုင်နဲ့ယူရချက်ထက်ဒီလက်နက်ငိုင်နဲ့အရာတော်ပဲပူပြီးတွေ့ကုန်ကြတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာကျွန်တော်တို့ထိန်ချောက်မှုကကျွန်တော်တော်လေးအရေးကြီးပြီးတော့ကျွန်တော်ပြောချင် ီကူလာမင်းလာတွေလာမင်းနှစ်တွေမှာပေါ့နော်အဲ့လိုထင်းကြောင်းတဲ့ခါမှာလက်နက်ကင်တဲ့သူတွေပေါ်မှာပဲလက်နက်ကင်တဲ့ဒီတပ်ဖွဲ့ဝင်တွေလူငယ်တွေပေါ်မှာပဲကျွန်တော်တို့အကုန်ပုံချလိုက်လို့မဖြစ်ဘူးကျွန်တော်တို့ရှိသမျှအင်အားစုတွေအကုန်လုံးကစဉ်းစားဖို့လိုတယ်ရပ်ဖက်စုဖွဲ့တွေရောနောက်အရေးကြီးတာဒီလက်နက်ကင်တဲ့ဆိုထောက်ပံ့တဲ့သူတွေပေါ့နော်ထောက်ပံ့နေပံ့ပိုးတဲ့သူတွေနောက် social media ပေါ်မှာထောက်ပံ့တဲ့သူတွေလည်းဖြစ်နိုင်တယ်နောက်ပတ်စံလူတာပေါ့နော်နိုင်ငံတကာမှာရောက်ပြီးတော့ပတ်စံလူနေတဲ့သူတွေလည်းဒီ PP ရောတော့မလုပ်စေချင်ဘူးပေါ့နော်ကိုယ်ကလက်နက်ကင်တဲ့ဆိုထောက်ပံ့တဲ့ဆိုရင်လည်း ဒါပေမဲ့ပတ်စံပြီးဘောနောဒီ social media ပေါ်မှာအာ campaign တွေလုပ်နိုင်နေဆိုရင်လောင်းနေပတ်စံထရအောင်လည်းမပြီးစေချင်ဘူး။အာကိုထည့်လိုက်တဲ့ပတ်စံကဘယ်လောက်ထိထိရောက်မှုရှိလဲ။ဘယ်လောက်ထိတောင်းခံမှုရှိလဲဆိုတော့ရှင်းနေဖြစ်ဖို့လိုတယ်။အကိုထည့်လိုက်တဲ့ကိုပတ်စံတူလိုက်တဲ့ကြည်စံတွေကိုလိုက်တဲ့တနက်တည်းအကြည့်တွေကိုပြန်ပြီးတော့ဖိနှိပ်တဲ့နေရာကိုရောက်သွားပြီဆိုရင်ဒါကိုလည်းတောင်းမကင်းဘူးဆိုတော့အမြင်နဲ့အဲတတိယဖို့လိုတယ်တောင်းခံဖို့လိုတယ်ပေါ့နော်။ဆိုတော့ဒီချက်နေနဲ့အတိယတတိယစီချင်တယ်။နောက်တစ်ခုက ဒီနိုင်ငံတကာမှာရှိတဲ့ပြည်သူတွေလည်းဒါဟိုထောက်ပံ့ကြတာပေါ့နော်နိုင်စေချင်တော့เนาะဒါပေမဲ့တစ်ဖက်မှာလည်းအရေးကြီးတာဒီစည်ရေးတခုတွေကိုထောက်ပံ့ပြီးအရက်ဖက်စုဖွဲ့မှုတွေပေါ့နော်ပညာရေးအရက်ဖက်စုဖွဲ့မှုတွေကိုမပံ့ဘူးဆိုရင်เนาะစည်ရေးတခုတွေထောင်တက်သွားရင်တော့ဒါအာဏာရှင်တွေမွေးတာလည်းတူတူပဲအဲ့တော့ကိုကအာဏာရှင်တွေမွေးပြီးမှပြင်မကြီးတယ်ပေါ့နော်အာရလှူလိုက်တာပဲဒီလူရအနာရှင်ဖြစ်သွားတာပဲဆိုပြီးအဲ့ချိန်ကျရင်တော့အာတာဝန်ခံရလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်အခုချိန်ထဲကကျွန်တော်ကတော့အပြစ်တင်မှုပြောတာမဟုတ်ဘူး ကျွန်တော်အကုန်လုံးပြန်စဉ်းစားဖို့လိုနေပြီပေါ့နော်ကျွန်တော်တို့ပြီးပြီးတော့အလူပနေရောက်တတ်နိုင်တယ်အကစေအကံမင်းနေဘယ်လောက်လုပ်ပါရဲဆိုတဲ့ဒီသွေးစာနေတဲ့လက်နက်ကင်စုဖွဲ့မှုတွေကိုပဲဝေမများထည့်နေလို့လို့ကတော့ဒီလိုမျိုးထိန်ကုန်မဲ့လက်နက်ကင်ပုံစံပုံချော်ွားလိမ့်မယ်ပေါ့နော်ဆိုတော့လက်နက်လမ်းစဉ်ကိုထိန်ချောင်းမှုတောင်းဝန်းကအဓိကထောက်ပံ့တဲ့သူတွေရပ်ဖက်အဖွဲ့အစည်းတွေမီဒီယာတွေအကုန်လုံးမှာတောင်းရှိတယ်ကျွန်တော်တို့အားလုံးအမ်ဟိုဒါပြစ်ထားလို့မရဘူးပေါ့နော်အတူဝိုင်းစဉ်းစားမှာပဲ ဒီနိုင်ငံနဲ့ဆိုထိခိုက်မှုအနည်းဆုံးနဲ့ကျွန်တော်အပြောင်းလဲစီကိုသွားတဲ့အင်အားစုဖြစ်အောင်ပြေခေါ်ရလို့ရမယ်လို့ကျွန်တော်ကတော့ပြောချင်တယ်။ဒါနဲ့ပဲကျွန်တော်ဒီကုန်ချုပ်ပါတယ်ကျေးဇူးတင်ပါတယ်